MCN TV News Channel Academy ရဲ့ eCampus Podcast Season ကနေကြိုဆိုလိုက်ပါတယ်။ဒီကနေ့ Podcast အစီအစဉ်မှာတော့မြန်မာဒီမိုကရေစီစနစ်ပြန်လည်ထူထောင်ရေးနဲ့အာဏာခွဲဝေမှုတဒနာဆိုတဲ့ခေါင်းစဉ်နဲ့သူတည်တနာဆိုင်ရာအကြောင်းဆွေးနွေးတင်ဆက်ပေးသွားကြမှာပါ။အဲ့ဒီတော့စားလိုက်ကြရအောင်။အမအနေနဲ့ရောအဲ့ဒီသူတည်တနာဆိုင်ရာကိုဖတ်ကြည့်ပြီလား။ ကျွန်တော်ကတော့ဒီမိုကရေစီပြန်လည်ထူထောင်ရင်းနဲ့အာဏာခွဲဝေမှုတဒနာဒီအကြောင်းကိုဖတ်ရင်း။ဩော်ဒါကြောင့်ဒါတွေဖြစ်ရတာပါလားရဲ့လို့ကိုဖြစ်ဖြစ်နေရတာ။ဟုတ်ကဲ့ဖတ်ပြပါပြီ။စာတန်းထဲမှာကကျမတို့ကအရင်ကအလေးနဲ့မထားမိခဲ့ကြတဲ့အရာတွေဟာ Federal Democracy ပြီးတောင်ဆိုတည်ထောင်ရေးမှာဘလောက်အရေးကြီးတယ်ဆိုတဲ့အကြောင်းအရာပေါင်းများစွာပါဝင်နေတာကိုသတိထားမိပါလေ။ ်အထူးသဖြင့်တော့2012ခုနှစ်ဖွင့်စည်းပုံအခြေခံဥပဒေခုံရုံးနဲ့လွှတ်တော်များကြားပြစ်ပတ်ခါကနေအစပြီးဒီမိုကရေစီစနစ်ပြတ်သုံးခဲ့ပုံကို Locke နဲ့ Montesquieu တို့ရဲ့တဒနရှူတော်ကနေစမ်းစစ်ထားတဲ့ဆိုလာကမထားเสียကိစ္စတွေအများပြားနဲ့ပါအမှန်ဒီစာတမ်းရဲ့ရည်ရွယ်ချက်နဲ့ခေါင်းစဉ်ကလက်ရှိအခြေအနေနဲ့အယံကိုကင်ကြီးတယ်။အာနာခွဲဝင်မှု power separation ဘလို့ယူရင်းပြက်စီးပါလို့နောက်ဆုံး2022ခုနှစ်အာနာသိမ်းယူမှုကိုဥတီသွားခဲ့လဲဆိုတဲ့လမ်းကြောင်းကိုရှင်းရှင်းလင်းလင်းချိတ်ဆက်ပြထားတာဟာစာတမ်းရဲ့အရေးကြီးဆုံးအချက်လိုမြင်လဲတိတဲ့အတိုင်းလီနိုင်ငံရေးဆိုတာအကြောင်းအကျိုးမဲ့ဖြစ်ပျက်နေတာမဟုတ်ပဲ theory တွေနဲ့သွားနေတာစိတ်ခံစားမှုနဲ့ရှုမြင်လောက်ကလူမရဘူးဆိုတဲ့အသည့်ကိုပါရရှိစေခဲ့တာနိဒအပိုင်းကိုကြည်ရင်ဒီမိုကရေစီစနစ်များတည်တံ့ခိုင်မာ၏အတွက်အာဏာခွဲဝေမှုမူဟာ အုံမြစ်ထစ်တယ်ဆိုတာကိုအလေးပေးဖော်ပြထားတယ်။ဒီမူဟာအာဏာတရက်ထဲမှာစူးစီးသွားခြင်းကိုကာကွယ်ဖို့နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခံတပ်များ constitutional safeguards နဲ့ထိန်းချုပ်ဟန်ချက်ညီအစ်ကိုအာမခံဖို့ဒီဇိုင်းထုတ်ထားတာဖြစ်တယ်။မှန်တယ်။အထူးသဖြင့် Montesquieu ရဲ့ဒသနာကနေပေါက်ဖားသည့် American ပြည်ထောင်စုရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာလက်တွေ့ကျကျအကောင့်ထက်အဖော်ထိတ်ခဲ့တဲ့ဒီစနစ်ကအာဏာပိုင်တွေရဲ့တဘာဝအာဏာချက်ကို တန်ပြန့်ဖို့ရည်ရွယ်ထားတဲ့ဆိုတာကိုဖော်ပြထားတယ်။အာနာကိုစစ်ဆေးမဲ့အဖွဲ့ရစီမရှိရင်လူ့စဘာဝအရာအာနာကိုအလွဲသွင်းဖို့အမြန်အားထုတ်နေမှာပဲ။ဒီသူပြေတနာရဲ့ချင်းကပ်ပုံကလည်းရှင်းလင်းတယ်။ဆက်ရှိရာစုနိုင်ငံရဲ့ဒသနရှင်ကြီးရဲ့အယူအဆတွေကိုနိုင်ယွန်တာအမေရိကန်ရဲ့တရားစီရင်ရေးလွတ်လပ်မှုဆိုင်ရာတည်ဆောင်မှုကိုလေ့လာတာနှင့်မြန်မာနိုင်ငံရဲ့2012 CTU အရေးအခင်းရဲ့ပြင်းထန်တဲ့အဖွဲ့အစည်းဆိုင်ရာပြည့်ရွေးမှုကို နှိုင်းယွန်တာတွေလုပ်ကွာမယ်လို့ဆိုထားတယ်။ဟုတ်တယ်။အဓိကကတော့မြန်မာဒီမိုကရေစီအသွင်ကူးပြောင်းလဲရေးကာလမှာ အာဏာခွဲဝေမှုမှုတွေဘာကြောင့်ပြည့်ဝင်ခဲ့လဲ။2022ခုနှစ်အာဏာသိမ်းယူမှုထိရေရှည်အကျိုးဆက်တွေဘာတွေရှိခဲ့လဲ။ပြီးတော့အနာဂတ်အတွက်ခိုင်မာတဲ့ခံတက်တွေကိုဘယ်လိုတိဆောက်ရမလဲဆိုတဲ့မေကွန်၃ခုကိုအဓိကထားဖြေကြားမယ်ဆိုရမယ်။ဒါကစာတိုင်းရဲ့လမ်းကြောင်းကိုရှင်းရှင်းလင်းလင်းချိတ်ဆက်ပြထားတာကစာတိုင်းရဲ့အရေးကြီးဆုံးအချက်လို့မြင်လဲ။ ည်တဲ့အတိုင်းလေးနိုင်ငံရေးဆိုတာအကြောင်းအကျိုးမဲ့ခိပြနေတာမဟုတ်ပဲ TOD တွေနဲ့တွားနေတာစိတ်ခံစားမှုနဲ့ရှုမြင်လုတ်ကိုင်းလို့မရဘူးဆိုတဲ့အတိကိုပါရရှိစေခဲ့တာသူတည်တနာနောက်ခံကိုကြည့်ရင် အာနာခွေးဝေမှုမူဟာအုတ်မြစ်ဖြစ်တယ်ဆိုတာကိုအလေးပေးဖော်ပြထားတယ်ဒီမူဟာအာဏာတရထဲမှာစူးစီးသွားခြင်းကိုကာကွယ်ဖို့နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခံတပ်များ constitutional safeguards နဲ့ထိန်းချုပ်ဟန်ချက်ညီရေးကိုအာမခံဖို့ဒီဇိုင်းထုတ်ထားတာဖြစ်တယ်။မှန်နဲ့အထူးသဖြင့် မွန်တက်စကျူရဲ့ဒသနာကဏ္ဍပေါ့ခွားတီအမေရိကန်ပြည်လောင်စုရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာလက်တွေ့ကျကျအကောင့်ထဲအဖို့ထိတ်ခဲ့တဲ့ဒီစနစ်ကအာနာပိုင်တွေရဲ့တဘာဖို့အာနေချက်ကိုတန့်ပြန်ထိုးရည်ရထားတဲ့စကားကို ဖော်ပြထားတယ်။အာနာကိုစစ်ဆင်မဲ့အဖွဲ့အစည်းမရှိရင်လူတဘာဝအရာအာနာကိုအလွဲသွုံးဖို့အနည်းငယ်တန်းအားထုတ်နေမှာပဲ။ဒီသူတေသနာရဲ့ချန်ကပ်ပုံကလည်းရှင်းလင်းတယ်။ဆရှိလာစုနိုင်ငံရေးတသနာရှင်တွေရဲ့အယူအဆတွေကိုနှိုင်းယွန်းတာ အမေရိကန်ရဲ့တရားစီရင်ရေးလွတ်လပ်မှုဆိုင်ရာတိရှိောက်မှုကိုလေ့လာတာနဲ့မြန်မာနိုင်ငံရဲ့နှစ်ဖောက်ဆနစ် CTU အရေးအခင်းရဲ့ပြန်ထန်တဲ့အဖွဲ့အစည်းဆိုင်ရာပြည်ယွင်းမှုကိုနှိုင်းယွင်တာတွေလုပ်သွားမယ်လို့ဆိုထားတယ်။ဟုတ်တယ်။အဓိကကတော့မြန်မာဒီမိုကရေစီအသွင်ကူးပြောင်းလဲရေးကာလမှာ အာဏာခွဲဝင်မှုမှုတွေဘာကြောင့်ပြည့်ဝင်ခဲ့လဲ2020ခုနှစ်အာဏာသိမ်းယူမှုအထိရေရှည်အကျိုးဆက်တွေဘာရှိခဲ့လဲပြီးတော့အနာဂတ်အတွက် ခိုင်မာတဲ့ခန္ဓာတွေကိုဘလို့တိဆောက်ရမလဲဆိုတဲ့မေကွန်၃ခုကိုအဓိကထားဖြေကြမယ်ဆိုတာပဲ။တန်းကစာတန်းရဲ့လမ်းကြောင်းကိုရှင်းရှင်းလင်းလင်းချိတ်ဆက်ပြထားတာကစာတန်းရဲ့ဒီရေးကြီးဆုံးအချက်လို့မြင်တယ်။တည်တဲ့အတိုင်းလေနိုင်ငံရေးဆိုတာအကြောင်းအကျိုးမဲ့ဖြစ်ပျက်နေတာမဟုတ်ပဲတီအိုရီလိုနဲ့တွားနေတာစိတ်ခံစားမှုနဲ့ရှုမြင်လုတ်ကိုင်းလို့မရဘူးဆိုတဲ့အသည့်ကိုပါရရှိစေခဲ့တာသူတေသနာနောက်ခံကိုကြည့်ရင်အာနာခွဲဝင်မှုမူဟာအုတ်မြစ်ဖြစ်တယ်ဆိုတာကိုထပ်မံအတည်ပြုထားတယ် ဒီတသနဟာဂျွန်လော့ရဲ့ဥပဒေရေးထီအစစ်မြစ်နဲ့မွန်တက်စကျူးတို့ရဲ့ trius politica အာနာ၃ရက်ခွဲဝေမှုအထိဘီလိုဆင်အဲပြောင်းလဲလာခဲ့လဲဆိုတာကိုရှင်းပြထားတယ်။ American တီထောင်သူတွေက Jane Madison တကတောင် Montesquieu ကိုအာနာရှင်စနစ်ကိုတားဆီးဖို့အဓိက theory အထိကိုးကားခဲ့တယ်ဆိုတာကိုထည့်သွင်းဖော်ပြထားတာကဒီတသနရဲ့အရေးပါပုံကို ပိုပြီးထင်ရှားစေတယ်။ဒီလိုခိုင်မာတဲ့နောက်ခံကိုဖော်ပြပြီးမှသူတေသနရဲ့ရည်ရွယ်ချက်ကိုအတိအကျပြန်ဆိုထားတာတွေ့ရတယ်။ ရေချက်ကလို့ရှင်းပါတယ်အာနာခွဲဝေမှုဒသနာရဲ့အခြေခံမူလို့နဲ့ဖွဲ့စည်းပုံဆိုင်ရာခံတပ်များကိုလေ့လာမယ်အမေရိကန်ရဲ့တရားစီရင်ရေးလွတ်လပ်မှုဆိုင်ရာတိစောက်မှုကိုကြည့်မယ်ပြီးတော့မြန်မာနိုင်ငံရဲ့2017 CTU အရေးအခွင့်ရပြည့်ဝမှုကိုနှိုင်းယွင်မယ်ဒီလိုလိုချင်အပ်သည့်မြန်မာဒီမိုကရေစီအသွင်ကူးပြောင်းလဲရေးအတွက်လိုအပ်တဲ့အခြေခံမူတွေကိုပေါ်ပြမယ်ဆိုတဲ့ရည်ရွယ်ချက်ကတိကျတယ်။စာရင်းရဲ့အဓိကစူးစမ်းမေးခွန်း၃ခုကအကြောင်းအရာတွေကိုရှင်းရှင်းလင်းလင်းပိုင်းခြားပေးထားတယ် ပထမမေခွန်းကတသနာပိုင်းကိုအဓိကထားတယ်။လော့ရဲ့ဥပဒေရေးအာဏာနဲ့မွန်တင်စကူးရဲ့တရားစီရင်ရေးကိုတီးထန်းခွဲထုတ်ဖို့တောင်းဆိုတဲ့မှုတွေကအမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကိုဘယ်လိုလွှမ်းမိုးခဲ့လဲဆိုတာကိုမေးထားတယ်။ဒုတိယမေခွန်းကတော့မြန်မာနိုင်ငံရဲ့ဖြစ်စဉ်ကိုတိုက်ရိုက်ဆန်းစစ်တာပဲ။2012 CDU အရေးအခင်းမှာအာဏာခွဲဝယ်မှုပြတ်သုံးရရခြင်းရဲ့အဓိကအဖွဲ့အစည်းဆိုင်ရာအားနည်းချက်တွေဖွဲ့စည်းပုံတပ်တန်းနဲ့ခန့်ရပုံစနစ်တွေဟာဘာတွေလဲဆိုတာကိုဖော်ပြခိုင်းတယ် ဒါကအရေးကြီးတဲ့လက်တွေ့ကြတဲ့မေခွန်းပဲနောက်ဆုံးတတိယမေခွန်းဟာအနာဂတ်အတွက်ရေးပဲလေ log နဲ့ montesquieu တို့ရဲ့အမွေနှစ်တွေကနေအနာဂတ်မြမနိုင်ငံရဲ့ဖွယ်စည်းပုံအခြေခံဥပဒေဆိုင်ရာလူအချက်တွေအတွက်မိထိုတော်မဟာဗျူဟာကြောင့်မှထင်ကန်းစာရယူနိုင်မလဲဆိုတော့ကိုမေးထားတယ်ဒီမေခွန်းကနေပဲစာရန်ရဲ့အဓိကအကြံပြုချက်တွေထပ်ပေါ်လာမှသိကြတယ်အခုဆိုရင်ဒီစာရန်ရဲ့မူပေါင်းထက်တဲ့အခြေခံနဲ့ရွေချက်တွေကရှင်းလင်းသွားပြီ နောက်အပိုင်းတွေမှာတော့ဒသနရှင်တွေရဲ့အယူအဆတွေနဲ့မြေမအခြေအနေကိုဘယ်လိုချိတ်ဆက်ပြီးခွဲခြမ်းဆိုက်ပြီးထားလဲဆိုတာကိုဆက်လက်လေ့လာကြတာပေါ့ဒီလောက်နနေတဲ့သူတေသနဆန်းတဲ့တခုဘဒူရေးသားပြုစုထားလဲဆိုတာကိုလည်းမိတ်ဆက်ပေးတဲ့တယ်လို့ထင်တယ်အန်ဘုံမြတ်ဆိုတာပို့ကိုက2025ခုနှစ်အောက်တိုဘာလတင်ရမှာပြုစုတင်သွင်းတာလို့တွေ့ရတယ်ဟုတ်ပါတယ်သူ့ရဲ့နောက်ခံအချက်လက်တွေကစာတမ်းရဲ့အလေးချိန်ကိုပို့ပြီးတိုးစေတယ်သူဟာညီမ channelist နဲ့ဝေဖန်တုံးတဲ့ချက်တွေတန်ရောက်နေတယ် ရုပ်သွန်အစီအစဉ်မူအထိ20လောက်တဲ့အနေစီကျော်တော်တွေ့ကြုံရှိတယ်လို့သိရတယ်။အထူးသဖြင့် MCN TV News Channel ရဲ့တည်ထောင်မှုအဒေတာချုပ်တရုပ်ဖြစ်တော့ဖြစ်တာတယ်။၂012အခြေခံဥပဒေခုံရုံးအရေးအခင်းတုံးကလည်း DVB သတင်းသထိုင်းရဲ့ရုပ်သံအစီအစဉ်မူအထိသတင်းတွေတက်တက်ကြွကြွရယူတင်ဆက်ခဲ့ဘူးသူဆိုတော့ဖြစ်ပျက်မှန်ကိုကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့မျက်မြင်သက်သက်တယောက်လို့ဆိုရမယ်ရဲ့။အခုလက်ရှိမှာတော့သူစီစဉ်တင်ဆက်နေတဲ့ခက်ပြိုင်ဟာတာအစီအစဉ် Barmis Comedy Show က နိုင်ငံရေးနဲ့လူမေးတယောက်စာကိုအဓိကထားပြီးဖျောဖြေနေရတွေ့ရတယ်။ဒါဟာလက်ရှိမြန်မာနိုင်ငံရဲ့အရေးပါတဲ့အခြေအနေတွေကိုမီဒီယာနဲ့ဟာတာပေါင်းတင်ပြီးဝေဖန်သုံးသပ်နေတယ်ဆိုတဲ့သဘောကိုပြတာပဲ။သူရဲ့နက်နဲတဲ့နိုင်ငံရေးအတွေ့အကြုံကြောင့်ဒါဒီလိုသူ့တည်တနာမျိုးလို့ပြုစုနိုင်တာဖြစ်ပါလိမ့်မယ်။ဒါကြောင့်ပဲသူဟာမြန်မာလူမျိုးတွေအများကြီးအတွက်အရေးပါတဲ့ဒီမိုကရေစီစနစ်ကိုတမိုင်းနဲ့ချီပြီးပြောထောင်ပေးတဲ့သဘောတရားတွေကိုထက်သွင်းစင်ကြင်နိုင်ခဲ့တယ်လို့ယူဆရတယ်။ဒီသူတေသနာမှာ မြမလူထုကိုယင်းနီမှုနဲတဲ့နိုင်တဲ့နိုင်ငံရေးတသက်နာနဲ့သမိုင်းဆိုင်ရာဝေါ်ခါရတွေကိုအောက်ခြေမှတ်တင်နဲ့ရှင်းရှင်းလင်းလင်းဖော်ပြပေးထားတာကလည်းတော်တော်လေးကောင်းမွန်တဲ့အချက်ပဲဒီလိုလုပ်တာဟာစားဖတ်တူကိုဒီမိုကရေစီရဲ့သမိုင်းကြောင်းနဲ့ညာအလင်းခေတ်အသွေးခေါ်တွေကိုပါတခါရက်ပညာပေးလိုက်တာနဲ့တူပါတယ်မှန်တယ်အဓိကတော်ထချီပူကိုရီနဲ့သဘောတရားတွေကိုအကျဉ်းချုပ်ဖော်ပြထားတာကစာတမ်းရဲ့အခြေခံကိုပိုပြီးခိုင်မာစေတယ်ဥပမာဂျွန်လော့ခ်လီဘရယ်ဝါဒါရဲ့ဖခင် ဥပဒေရေးတွေကိုအမြင့်ဆုံးအာဏာအဖြစ်သတ်မှတ်ခဲ့တယ်။တဘောအခွင့်အရေးတွေကိုအလေးပေးတယ်ဆိုလာရှင်းပြထားတယ်။ Montesquieu The Spirit of the Lost Gen Ye Tu Trias Politica ရဲ့ဖခင်အာဏာခွဲဝေမှုကိုနိုင်ငံရေးလွတ်လပ်မှုရဲ့အာမခံချက်အဖြစ်ရှုမြင်တယ်ဆိုတာဖော်ပြထားတယ်။ဒီနှစ်ဦးကစာတမ်းရဲ့သထနာအခြေခံကိုကိုးစားပြုတယ်။အာဏာခွဲဝေမှုစနစ်ရဲ့အတိကယန္တရားတွေဖြစ်တဲ့ Trias Politica ဥပဒေပြန်လည်သုံးမျိုးပိုင်ခွင့် ထင်းကျုပ်ဟန်ချင်းညီရဲစတဲ့တွေကိုပါတိတိကျကျအတိအပြဖွင့်ပြထားတာဟာဒီမိုကရေစီတည်ဆောက်ရေးမှာပါဝင်မဲ့ပုတ်သူတွေအတွက်မရှိဖြစ်လိုအပ်တဲ့ဘ ഹു တုတ္တတွေပဲမြမအခြေအနေနဲ့ပတ်သက်တဲ့ဝဟလာတွေကိုလည်းထည့်သွင်းပေးထားတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး CTU ကို2008ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းထားတဲ့အမြင့်ဆုံးဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးဆိုပြီးရှင်းပြထားတာတွေ့ရတယ်။ နိုင်ငံရေးတမိုင်းနောက်ခံကိုကြည့်ရင်လေဂျိမ်းမာဒီဆင်နဲ့အလက်ဇန်ဒါဟမ်မလီတန်တို့လိုအမေရိကန်ပြည်ထောင်စုတီထောင်သူဖခင်တွေကမွန်တန်စကူရဲ့အယူအဆကိုလက်တွေ့ကြကြဘလို့အကောင့်ထဲအဖို့ခက်လဲဆိုတာကိုကိုကချက်တီအတွင်းဆန်းကဆက်သွယ်ပေးလိုက်တယ်။နောက်ပြီးတရားစကြီးချုပ်ဂျွန်မာရှယ်က Judicial Review အာဏာကိုဘလို့တီထောင်ခက်လဲဆိုတာအထိမှထည့်သွင်းပေးထားတယ်။ဒါဟာစာရန်ပြုစုတော်ရဲ့နိုင်ငံတကာအတွေ့အကြုံနဲ့ပညာရပ်ဆိုင်ရာနောက်ခံအခြေအနေတွေကြောင့်ပဲဖြစ်ပါတယ်။ ဒီလိုသေးစိတ်ကိုကကြက်ဒီနဲ့တမန်းချောင်းကိုထုတ်ထွန်းစင်ရင်ပြီးတင်ပြပေးလိုက်တာကမြန်မာနိုင်ငံအတွက်အာဏာခွဲပမှုမူ separation of powers ကိုနားလေစေရုံတမကတမိုင်းကတင်ကန်းစာယူပြီးခိုင်မာတဲ့စနစ်တစ်ခုကိုဘလို့တိဆောက်ရှန့်လဲဆိုတဲ့အမြင်ကိုပါကျေပြန့်စေတာအမှန်ပါ။ဒါဆိုရင်ကျွန်တော်တို့စာတိုင်းရဲ့နူပေါင်းရည်ရွယ်ချက်သူတေသနာမေခွန်းတွေနဲ့နောက်ခံအခြေခံတွေအားလုံးကိုခြုံငုံသုံးသပ်ပြီးပါပြီ။ နောက်တစ်ဆင့်အနေနဲ့စာတိုင်းရဲ့တသနာပိုင်းဆိုင်ရာလေလဆန်းစစ်ချက်အပိုင်းကိုဆက်လက်သွားဖို့အသင့်ထစ်ပါပြီလို့ထင်တယ်။ဘလို့လဲစာတိုင်းရဲ့နောက်ဆက်တွဲခေါင်းစဉ်ကိုဆက်လက်ဆွေးနွေးကြမလား။အဲ့ဒီတော့အမရေသူတေသနာစာတိုင်းရဲ့အသွေးအကြောင်းအရာတွေကိုဆက်ပြီးမဆွေးနွေးကြသေးခင်ဒီလိုနဲ့နဲတဲ့ပညာရပ်ဆိုင်ရာစာတိုင်းတစောင်းနဲ့ခစ်ပြိုင်ရုပ်တံအစီအစဉ်မျိုးအထိအစင်စင်ဖန်တီးနိုင်ခဲ့တဲ့ဖြစ်စဉ်ကိုနားလည်ဖို့ကပိုပြီးအရေးကြီးတယ်လို့ထင်တယ်။အဲ့ဒီအကြောင်းအရာကိုပရိသတ်တွေသိအောင် မိတ်ဆက်ပေးတင်ပါတယ်တင်ပြပေးပါအောင်စာတမ်းပြုစုသူရဲ့အတွေ့အကြုံတွေနဲ့ခေပြိုင်နီးပညာပေါင်းစပ်မှုကန်တာကိုပြောချင်တာမို့လားအဓိကကတော့မြန်မာနိုင်ငံရဲ့အနာဂတ် Federal Democracy ပြည်ထောင်စုအတွက်စေတနာတစ်ခုတည်းနဲ့ခေပြိုင် AI နီးပညာတိုးတက်မှုတွေကို အမိအယအသုံးပြုနိုင်ခဲ့တာကိုမြေမောင်းထုတ်ပြချင်တာလို့ယူဆရပါတယ်ဟုတ်ပါတယ်ဒီနေရာမှာ Karl Marx ရဲ့တန်ဖိုး theory ဖြစ်တဲ့တဘာဝ plus လောက်သားစွာဟာ equal value ဆိုတာကိုတံအမှတ်ရစေတယ်ဒီသူတည်တနာစာတန်ဖန်တီမှုအဆင့်ဆင့်အားဒီ theory ဟာ21ရာစုအထိလက်တွေ့ကျတဲ့အမှန်တရားဖြစ်တယ်ဆိုတာကိုတသိခံနေတာပဲ AI နီးပညာဖွံ့ဖြိုးတိုးတက်မှုဆိုတာကိုလူသားမျိုးနွယ်ကြီးရဲ့ယဉ်ကျေးမှုဖြစ်စဉ်တဲကတဘာဝဖြစ်စဉ်ကခုအဖြစ်ရှုမြင်ပြီးအဲ့ဒီအပေါ်မှာလူသားရဲ့စွမ်းအား၄ပါးပါဝါကိုပေါင်းဆက်ဖန်တီးတမှုကြောင့်ဒါဒီလိုတန်ဖိုးရှိရဲ့ value သူတည်တနာစာတန်းတွေနဲ့ရုပ်တံအစီအစဉ်တွေထွက်ပေါက်လာတာလို့ဆိုလိုတာလားဒီလိုချင်းကတာကအရန်ကိုနှက်ရှင်းတဲ့အတွေးခေါ်ပဲဖြစ်တယ်အတိအကျပါပဲဒါဟာကဘာတဝန်းလုံးရင်ဆိုင်နေရတဲ့ AI တော်လန်ရေး kit age of AI revolution ရဲ့တည်ယုတ်တကံပဲဒီတော်လန်ရေးကမြန်မာနိုင်ငံရဲ့တည်င်းမီဒီယာတွေတက္ကသိုလ်နေပဲတွေအပြင်ကဘာနဲ့တဝန်းလုံးကိုပါကြီးမားစွာတည်ယုံမှုတွေရှိနေတယ် ဒီသူတေသနာစာတမ်းနဲ့ရုပ်တံအစီအစဉ်မျိုးလိုက်ဖန်တီးမှုတွေဟာနက်နဲစွာထိုးတွင်းဆင်ခြင်ခြင်း deep research reflection AI ကိုတံလို့ဖန်တီးမှု ရန်တရားတစ်ခုအဖြစ်မြင်ခြင်းဒီစာတမ်းပြုစုသူက AI နီးပညာကိုရိုးရိုးရှင်းရှင်းကရိယာတစ်ခုအဖြစ်မသုံးဘဲလူသားရဲ့ဉာဏ်ပညာလူသားစွမ်းအားကိုပုံမှုအကျိုးရှိစေဖို့နဲ့ပုံမှုနက်နဲသောတံမှု deep value ဖန်တီးနိုင်မှုကရိယာအသစ်တစ်ခုအဖြစ်ရှုမြင်ကြတာဆိုတာရှင်းပါတယ် သူကခစ်ပြိုင်အချက်အလက်ခွဲလန်းစစ်ဖြတ်ခြင်းနဲ့တဒနာဆိုင်ရာ ထိုးတွင်းသိမြင်ကိုကိုပေါင်းစပ်ဖို့အတွက် AI ရဲ့အစွမ်းကိုထိထိရောက်ရောက်အသုံးပြုခဲ့တာကိုပြသနေပါတယ်။နှစ်နိုင်လန်ကအစ်စ်မီမှုနဲ့ရှေ့ကိုလှမ်းကြည့်ဒီလုတ်တရက်ကမြမပညာရဲ့နယ်ပယ်မှာပိုကောင်းဖို့ပိုခိမီဖို့ပိုတိုးတတ်ဖို့ရှေ့ကိုလှမ်းကြည့်နေတဲ့တော်လန်ရဲ့အယူဆတစ်ခုကိုတင်ပြနေတာပါပဲ။ ကမ္ဘာလုံးဆိုင်ရာအဆင့်မီတဲ့သူတေသနာပုံစံကိုခိမီနီးပညာနဲ့ပေါင်းစပ်ပြီးတင်ဆက်အောင်ထင်မြန်မာနိုင်ငံဟာ AI ခိရဲ့အပလောင်းလဲကိုကြောက်စရာတို့မို့နောက်ကျကြံခဲ့ရမယ့်အရာတစ်ခုဖြစ်မမြင်မဲဒီမိုကရေစီတည်ဆောက်မှုနဲ့ပညာရဲ့တိုးတက်မှုတို့အခွင့်အလမ်းတစ်ခုဖြစ်မြင်တယ်ဆိုတာကိုပိုရှင်းလင်းစွာပြသနေတာဖြစ်ပါတယ်။ဒီရှင်းလင်းချက်ကအစီအစဉ်ရဲ့ဤကုန်းချုပ်ကိုပိုပြီးလေးနက်သွားစေတယ်။သူတေသနာစာတန်းဆိုတာဆိုင်ရွက်ပေါ့ခစာတန်းစီတသက်မဟုတ်ပဲ။ ခေပလန်နီးပီနာကိုအသုံးပြုပြီးအနာဂတ်အတွက်တံပိုးရှိတဲ့အသိဉာဏ်နဲ့လမ်းညွှန်မှုတွေကိုထုတ်လုပ်ပေးနိုင်တယ်ဆိုတဲ့သတင်းစကားကိုပေးသွားတာပါပဲဟုတ်ပါတယ်ဒါကြောင့်ဒီနေ့အတွက်တော့ဒီနေရာမှာညီကုံကျုချင်ပါတယ်နောက်နေ့တွေမှာတော့ဂျွန်လော့ကနဲ့မွန်တက်စတူရဒသနအမြင်တွေကနေမြမအာနာခွဲဝီမှုစနစ်ပြဲလွင်ခဲ့ပုံကိုဘလူနဲ့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 ခွဲလန်းစိတ်ဖြတ်ထားတဲ့စာတန်းရဲ့အဓိကအပိုင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်လို့ပေးသက်ကိုပြောရင်းညီကုံကျုလိုက်ရအောင်ကောင်းပါပြီဗျာ MCN TV News Channel Academy ရဲ့ e-campus podcast အစီအစဉ်ကိုရှိရှုပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။